ဒိမတ်နိုင်ငံအခြေစိုက်ကမ္ဘာထိပ်တန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Novo Nordics ဟာနာဂတ်မှာထုတ်လုပ်မယ့်ကိုလီဂျင်ကြာစီတွေကအဝလွန်ကျင်းတဲ့ဆက်ဆက်နေတဲ့ယောဂအမျိုးမျိုးကိုကုသပေးနိုင်မလားဆိုတာစမ်းသပ်သွားမှာပါ။သူတို့ရဲ့နာမည်ကြီးဆေး Wegovy နဲ့လည်းစမ်းသပ်မှုတွေကိုစတင်လှုပ်ဆောင်နေပြီလို့သိရပါတယ်။စမ်းသပ်မဲ့ယောဂတွေထဲမှာဒူအီယိုစစ်ရောင်နာနဲ့အိပ်ပျော်စင်အသက်ရှူရက်တနာတွေပါဝင်ပါတယ်။ Novo Sick ကုမ္ပဏီရဲ့သုတေသနခေါင်းဆောင်ကအဝလွန်ကျင်းဟာကုသတတ်တဲ့ယောဂပေါင်း၂၀၀ကျော်နဲ့ဆက်ဆက်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့သူတို့စမ်းသပ်နေတဲ့ဆေးဝါးတွေအတွက်ဘယ်ယောဂတွေကိုထပ်မံစမ်းသပ်သွားမယ်ဆိုတာကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။သူတို့ဟာစီးကျုံနဲ့ဝါလွန်ချင်းကိုကုသရမှာတုံးတယ်။ဆေမာဂလူတိုက်ဆေးကိုနှလုံးယောဂာနဲ့လေပြတ်တာလိုမျိုးနှလုံးသွေးကြောဆိုင်ရာယောဂဖြစ်နိုင်ခြင်းကိုရှင်းချဖို့အတွက်အသုံးပြုဖို့တရားဝင်အတိမတ်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်။ဆီမာဂလူတိုက်ဟာရောင်အားအကောင်းဆုံးဆေးတွေဖြစ်တဲ့ဝီဂိုဗီနဲ့အိုဇမ်ပစ်တို့မှာပါဝင်တဲ့အဓိကပါဝင်ဖြစ်စီဖြစ်ပါတယ် နိုဗိုဟာအယ်ဇိုင်းမားယောဂါအတွက်စမ်းသပ်နေတဲ့စမ်းသပ်မှုရလဒ်တွေကိုလည်းစောင့်နေပါဗျ။ဒါဟာဆီမာဂလူတိုက်ဟာအဝလွန်ကျွင်းတဲ့စီဂျိုယောဂါကုသမှုနယ်ပယ်ကနေကျော်လွန်ပြီးချဲ့ထွင်လာတာကိုပြသနေပါဗျ။သုံးသက်သူတွေကဒီစမ်းသပ်မှုအောင်မြင်ဖို့တစ်ဆယ်ရာခိုင်နှုန်းသာဖြစ်နိုင်ခြေရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့ပြည်သဘောဆောင်တဲ့ရလဒ်တွေထွက်ပေါ်လာမယ်ဆိုရင်ဒီဈေးဝထုတ်လုပ်ရေးကုမ္ပဏီအတွက်နှစ်စဉ်ဝင်ငွေဒေါ်လာ15ဘီလီယံထပ်မံရရှိနိုင်တယ်လို့ပြောပါတယ်။ နိုဘိုကုမ္ပဏီကအလုံနေရ900ရှော့ချမယ်လို့ကြေညာပြီးရပ်ပိုင်းကြာမှာခုလိုပြောကြားခဲ့တာပါရှင်။